မင်္ဂလာပါမြန်မာနိုင်ငံကဆရာဆရာမတွေအတွက်နယူးဇီလန်မှာအလုပ်လုပ်ဖို့စိတ်ဝင်စားနေတယ်ဆိုရင်တော့ဒါကအစကနေအဆုံးထိတဆင့်ချင်းလိုက်လုပ်သွားရုံပါပဲဒီနေ့မှာတော့အဲ့ဒီခရီးလမ်းအတွက်လွားတက်ဆင့်တွေကိုအသေးစိတ်ရှင်းပြပေးသွားမှာပါဟုတ်ပါတယ်ဒီလိုအတမွေးဝမ်းချောင်းလမ်းချောင်းပြောင်းလဲဖို့ဆုံးဖြတ်လိုက်တာလားတော်တော်ကြီးမားတဲ့အခြေလမ်းတစ်ခုနော်ဒါကြောင့်မို့လို့ဒီခရီးလမ်းမှာလိုအပ်မဲ့အချက်အလက်အားလုံးကိုရှင်းရှင်းလင်းလင်းနဲ့နားလည်လည်အောင်ပြောပြပေးသွားပါမယ် အတူတူလေ့လာကြည့်လိုက်ကြရအောင်နယူးဇီလန်မှာတရားဝင်ဆရာအဖြစ်သင်ကြားခွင့်ရဖို့ဆိုရင်အဓိကအချက်နှစ်ခုလိုပါတယ်ပထမတစ်ခုကတော့ teacher registration လို့ခေါ်တဲ့ဆရာအဖြစ်မှတ်ပုံတင်တာပါဒါကဘဝမှာတစ်ခါပဲလုပ်ရမှာပါဒုတိယတစ်ခုကတော့ practicing certificate လို့ခေါ်တဲ့သင်ကြားရေး license ပေါ့ဒါကတော့တတ်မှတ်ကာလတစ်ခုရောက်တိုင်းတက်တန်တိုးပေးရမှာပါကဲဒီလုံငန်းစဉ်တစ်ခုလုံးကိုရှင်းရှင်းလင်းလင်းမြင်သွားအောင်အပိုင်း၆ပိုင်းခွဲပြီးပြောပြသွားပါမယ် ပြင်ဆင်ရမှာနေစလို့အတိအမှတ်ပြုလက်မှတ်ရတဲ့အထိအားလုံးပါဝင်မှာဆိုတော့စေအေးထားပြီးလိုက်ကြည့်လို့ရပါပြီ။ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်။ဒီအဆင့်ကတော့ short far တင်တဲ့အခါမှာအရာအားလုံးအဆင်ပြေချောမွေတွားစီဖို့အတွက်မဖြစ်မနေလုပ်ရမယ့်အကျူတင်ပြင်ဆင်မှုတွေပဲဖြစ်ပါတယ်။ NZQA NZQA ဆိုတာပါလေလို့မင်းဆရာရှိလာနိုင်ပါတယ်။သူကတော့ New Zealand Qualifications Authority ရဲ့အတူခေါက်ပါ။ဆိုတော့သူကဘာလို့တာလဲဆိုရင်နိုင်ငံခြားမှာရခဲ့တဲ့ဘွဲတွေ အရဲ့ချင်းဒီအိုနယူးဇီလန်ရဲ့ဆန်နုံတင်းနဲ့ညီရလားဆိုတာကိုအကဲဖြတ်ပေးတဲ့အစိုးရအဖွဲ့အစည်းတစ်ခုပေါ့အဲ့တော့နိုင်ငံရဲ့ချားမှာဆရာဖြစ်တင်နေတဲ့တက်ခဲ့တဲ့ဆရာဆင်မတယောက်တည်းဆိုရင်ဒီ NZQA ရဲ့အကဲဖြတ်ချက်ကိုရယူတာကပထမဆုံးနဲ့အရေးကြီးဆုံးခြေလှမ်းပါပဲဒါဆိုရင်ပထမဆုံးပါလို့ရမလဲလို့ရမှာကတော့ IQA လို့ခေါ်တဲ့ International Qualifications Assessment အတွက် NZQA ကိုရှောက်ရမှာပါပါလို့လဲဆိုရဒီ IQA reporter နောက်တစ်ဆင့်ဖြစ်တဲ့ teaching council ကိုရှောက်လာတင်တဲ့ခါမှာမပမဖြစ်လို့ရတဲ့စာရွက်စာတမ်းဖြစ်နေလို့ပါပဲ။ NCQAO ရှောက်တဲ့အခါမှာလိုအပ်မဲ့အဓိကစာရွက်စာတမ်းတွေကတော့ Level 7 Teaching Outcome မှာတဲ့ IQA Report တို့ကိုရထားတဲ့ဘွဲ့တွေအားလုံးရဲ့စာရင်းစရာတွေပြီးတော့သင်ကြားရေးအတွေ့အကြုံအထောက်အထားတွေပေါ့အချက်လက်တွေဘယ်လိုပြည့်စုံပြည့်စုံကိုအတွက်အကဲဖြတ်ချက်ကောင်းကောင်းရဖို့အခွင့်အလမ်းပုံများလေးပါပဲကဲနောက်တော့အဓိကပြင်ဆင်လိုက်မဲ့လိုအပ်ချက်တစ်ခုရှိကိုဆက်တောင်းလိုက်ကြအောင်ဒါကတော့နယူးဇီလန်မှာဆရာဖြစ်အလို့လို့ဖူတာမရှိမဖြစ်လိုအပ်တဲ့အင်္ဂလိပ်စာရေးချင်းမြန်မာကျောင်းကိုတက်သေးပြဖို့ပါပဲ ဒီမှာတော့အတောင်များဆုံးဖြစ်တဲ့အင်္ဂလိပ်စာအရေးချင်းစစ်စာမေးပွဲတွေအတွက်အ ਨੇ ဆုံးရရမယ့်အမှတ်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ IELTS Academic ဆိုရင်တော့အားလုံး 7.0C လိုအပ်မှာပါ။အရေးကြီးဆုံးကတော့ဒီစာမေးပွဲရလဒ်တွေကလျှောက်လွှာတင်တဲ့အချိန်မှာတက်တန်းနည်းနည်းမကျော်သေးဖို့ပါပဲ။ဒါဆိုဒုတိယအပိုင်းကို ရောက်လာပါပြီ။ NCQA report နဲ့အင်္ဂလိပ်စာစာမေးပွဲရလဒ်တွေလက်ခဲမှအဆင့်တင်ဖြစ်ပြီဆိုတာနဲ့ တီချင်းခေါင်ဆယ်ကိုရှောင်းရတင်ဖို့အချင်းကြပါပြီ Hebori Metatu and the man in there two sign เนาะဒါက teaching council ရဲ့ online portal ပါရှောင်းရတင်တာဆရာဆက်တိုင်းဒီဆက်မဲ့လို့တာအဆက်ဆက်အရာရာအကုန်လုံးကိုဒီကနေ့အဆင့်ပဲလှုပ်ဆောင်ရမှာဖြစ်ပါတယ်ကဲ online ရှောက်လွန်တင်တဲ့အခါမှာတော့ခုနကပြောခဲ့တဲ့ ancestry report အင်္ဂလိပ်စာရေးခြင်းပြီးတော့ ကိုဘဒူဘဝအဖြစ်ကြောင့်တက်စိတ်ခံနော်နယူးဇီလန်ရဲ့ကိုနိုင်တဲ့ကရဲစချက်လို့စိုင်းစာတန်းနေအကုန်လိုရမယ်။အချံပြေးချင်တာကတော့ရှောက်လာမစခင်ပါ။ဒါဒီအားလုံးကိုအစင်တင်တိအောင်အရင်စုထားဖို့ပါပဲ။ဒါမှအချင်းကုန်တက်တာမှာပါ။မြန်မာနိုင်ငံကရှောက်မဲ့သူတွေအတွက်ရဲစချက်နဲ့ပတ်သက်ပြီးအထူးသတိပြုရမယ့်အချက်လေးရှိပါတယ်။ NZ Immigration ရဲ့ website မှာဘယ်လိုလုပ်ရမလဲဆိုတဲ့လမ်းညွှန်ချက်တွေကိုရှာကြည့်လို့ရပါတယ်။တကယ်လို့ရဲစချက်ရဖို့လုံးဝမဖြစ်နိုင်တဲ့အခြေအနေမျိုးကြုံလာရင်တော့တရားဝင်ကြမ်းကြင်လို့ ဒါမှမဟုတ် statutory declaration ကိုအသုံးပြုနိုင်တဲ့အခွင့်အလမ်းလေးရှိနေပါသေးတယ်။ကဲနောက်တစ်ဆင့်ကိုဆက်လိုက်ကြရအောင်။ရှောက်လွာလေးရဲ့ဂျီပြူပြီးပြီးနယူးဇီလန်ကိုလည်းရောက်ပြီးအလို့ဆိုဝင်ပြီးဆိုရင်ဘာတွေဆက်ဖြစ်မလဲကြည့်လိုက်ရအောင်။ပထမဆုံးရမယ့် license ကတော့ TOMOA လို့ခေါ်တဲ့ provisional certificate ပါ။ဒါကနိုင်ငံရေးချကလာတဲ့ဆရာတွေအားလုံးကိုထုတ်ပေးတဲ့ရယူ license ဖြစ်ပြီးတက်တန်းကသုံးနှစ်ပါ။ဒီ license ရပြီဆိုတာနဲ့လမ်းညွှန်မှုအောက်မှာသင်ကြားရေးခရီးကိုစတင်ပြီဆိုတဲ့အတိပဲပါပဲ။ ဒီ mentoring program မှာ New Zealand မှာတို့လေးအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဆရာတွေကို data ကန်သင်ယူညွန်တန်နေ။ Now Aotearoa ရဲ့ထူခြားတဲ့စာသင်ခန်းယဉ်ကျေးမှုတွေနဲ့အသားကြောင်ကူညီပေးလိုပါပဲ။ယဉ်ကရှိခဲ့တဲ့သင်ကြားရေးအတွေ့အကြုံပေါ်မူပြီးဒီအစီအစဉ်ဟာလမ်းညွန်ဆရာတရားရဲ့အကူအညီနဲ့တနစ်ပဲကြားနိုင်ပါတယ်။ကဲအခုဆိုရင်ဒီခရီးစဉ်ရဲ့နောက်ဆုံးအထူးခြေလှမ်းကိုရောက်လာပါပြီ။ဒါကတော့ယာယီလိုင်းစင်ကနေအမြဲတမ်းလိုင်းစင်ကိုဘယ်လိုကူးပြောင်းမလဲဆိုတာပါပဲ။ဒူဒူဒါမှမဟုတ် full certificate ပေါ့။ ဒါကတော့ကနုရရီကလာငယ် mentoring program ကိုအောင်အောင်မြင်မြင်ပြီးဆုံးပြီးတဲ့နောက်မှာရေမားရမယ်ပန်းနိုင်ဖြစ်ပါတယ်။ဒီ license ရပြီဆိုရင်တော့ကိုကအတွေ့အကြုံရှိတဲ့ဆရာတရားအဖြစ်အတိမတ်ဖြူခံရပြီပေါ့။ဒီနှစ်ခုရဲ့အတေးကကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်အောင်ပြောရရင် to move ဆိုတာ New Zealand မှာအခုမှစတင်မဲ့ဆရာတွေအတွက်ပါ ကြီးကြပ်မှုအောက်မှာ mentoring နဲ့တွားရမှာပါ။ချူချူကတော့အတွေ့အကြုံရှိတဲ့ဆရာတွေတက်ပြီး mentoring program ကိုအောင်မြင်စွာပြီးမြောက်ကြောင်းလမ်းညွှန်ဆရာရဲ့ထောက်ခံချက်ရပြီဆိုရင်လွတ်လပ်စွာသင်ကြားနိုင်ဝင်ကိုကိုးစားပြပါရယ်။ကဲအခုဆိုရင်တော့အနေချောအနေနဲ့ခုတိဖျော်ခဲ့တဲ့ asset နည်းနည်းအတိတ်ကကုန်ကျစိတ်တွေကိုပြန်ပြီးခြုံငုံတောင်းတကြည့်အောင်။ဒါဆိုရင်ဒီ keys တွေတစ်ခုလုံးကိုအဓိကဆင့်၄ဆင့်နဲ့ပြန်ပြီးနှွေးကြည့်လိုက်အောင်။နံပါတ်၁ပြင်ဆင်ပါ။ NZAQA စစ်ဆေးမှုခံယူပြီးအင်္ဂလိပ်စာစာမွေးဖွဲ့အောင်ပါ။နံပါတ်၂ရှောက်ထားပါ။ ဟပရိမာတတူအနေရှောက်လှတင်ပါနံပါတ်3တင်ကြားရင်တင်ယူပါယာယီလိုက်စင်တဲ့ mentor တယောက်ရဲ့အောက်မှာ induction program ကိုပြီးအောင်လုပ်ပါနောက်ဆုံးနံပါတ်4အောင်မြင်မှုရယူပါထောက်ခံချက်ရောက်ပြီဆိုလာနဲ့အမြဲတမ်း license အတွက်ရှောက်ထားလိုက်ယူပါပဲကုံညာစီကိုပြောရရင်လက်ရှိချိန်မှာနိုင်ငံရဲ့ခြားကလာတဲ့ဇာတယောက်အတွက်တင်ကြားရေး license တစ်ခုရှောက်ထားကားက851.35ဒေါ်လာကြားတင်မှာပါ ဒါပေမဲ့တခုတတိထားရမှာကဒီပမာဏချဲမှာ AnzQA စစ်စစ်ခလို့အင်္ဂလိပ်စာဖြေခလို့လို့တခြားကုန်ကြစီတွေမပါသေးဘူးဆိုတာပါပဲ။နောက်ဆုံးအနေနဲ့အားတက်ဆက်တင်ကောင်းတကူမျှဝေချင်ပါတယ်။အဲ့ဒါကတော့ပညာရေးဝန်ကြီးဌာနကနေပြီးတော့တင်ကြားရေးနေရာတို့ပြောင်းရွှေ့လာတဲ့ဆရာဆရာမတွေကိုဒေါ်လာတထောင်ထိပြောင်းရွှေ့စေထောက်ပံ့ကြေးပေးနိုင်တဲ့အခြေအနေတွေရှိနေတယ်ဆိုတာပါပဲ။ဒါကတကယ်ကိုအားဖြစ်စရာကောင်းတဲ့အချက်တခုနော်။ If you find this episode useful, please remember to like, comment, and subscribe. Thank you so much for watching. See you next time. Bye.